ကျမပတ်ဝန်းကျင်မှာဖြစ်နေတဲ့လူတွေနဲ့သူတို့ရဲ့စကားတက်နေအရာကျမစဉ်းစားလို့ရတဲ့အတွေ့အကြုံပြပြချင်တာပါအဲ့ဒါပါလေဆိုတတ်တည်ပါတတ်တည်လို့ပြောလိုက်တယ်ဆိုရင်ねသူမျိုးအချိန်ဒီမှာတတ်တည်ရှိရဲ့မရှိဘူးလေပေါ့နော်အဲ့တော့တခါတလေကြာရင်ねကျမကလူရရန်တတ်တည်ရှိရဲ့လို့ပြောကြတယ်တခါတကြာရင်ねကျမအရန်တတ်တည်မရှိဘူးလို့ပြောကြတယ်ဘလို့အချိန်ဒီမျိုးလဲပေါ့ကျမနားလေတာတော့တတ်တည်ဆိုတာလည်းမွေးမြူရတဲ့အရာလို့ကျမနားလေတယ်ပြီးတော့ ကို inspire ဖြစ်တဲ့သူစီကသူ့ကြည်နဲ့တတိရတာမျိုးအားကြတာမျိုးဒါတတိဖြစ်လာတာပေါ့နော်ဒီတော့တဲ့ဒရက်ကူကူပဲပြောရင်တော့တတိဆိုတာအဲ့ဖြစ်ရှင်းရတော့မယ်ဖြစ်လာတဲ့ကိစ္စအတိုင်းပါတဲ့မကြောက်မရွံ့ဖြစ်ရှင်းလိုက်မယ်လို့ဆုံးဖြတ်လိုက်တဲ့အရာနဲ့ဆုံးဖြတ်လိုက်မယ်လို့ဆိုပြီးတော့စိတ်ကိုပန်းချလိုက်တဲ့အရာကတတိပါပဲဒါကိုမဖြစ်မနေလုပ်မယ်လို့စိတ်ပန်းဖြတ်လိုက်ပြီးဆိုတတိဆိုတာအော်တိုရှိလာတာပါပဲဒါလေးတော့ကျွန်မတွေးမိရဲ့တွေးပါဒါလေးကိုကျွန်မမေးမြရင်းနဲ့ တွေးတဆုံစရာရမယ်လို့လည်းကျွန်မမျှော်လင့်ပါတယ်